မင်္ဂလာပါရှင်တန်လင်းထားမြေဒီဇင်ဘာလ၈ရက်နေ့အတွက်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုကျမယွန်ကြည်ပြားကတင်ဆက်ပေးတော့မှာပါဒီကနေ့နေ့လည်ပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ရေးမှလင်းဦးပြည်သူဆက်အဖွဲ့ရောင်းဝင်တိုက်ခံရပြီး၄ဦးသေဆုံးခဲ့တဲ့သတင်းနဲ့ကျန်းညွန်နယ်မြေထဲစစ်တပ်လက်နက်ကြီးကြလို့အရသာ၂ဦးသေဆုံးခဲ့တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ကမ္ဘောဒီးယားနဲ့ဇက်တလျှောက်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ထိုင်းပြောလိုက်တဲ့သတင်း ပြည်ထောင်ကင်းလွတ်ခွင့်ရဖို့နိုင်ငံရေးကနှုတ်ထွက်မှာမဟုတ်ဘူးလို့အစ္စရေးဝန်ကြီးချုပ်ပြောလိုက်တဲ့သတင်းတွေဖြင့်အာနာသိန်းကာလတပ်ဖြတ်ဖန်စီခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ မွန်ပြည်နယ်ရေးမြို့နယ်အာယူတောင်ကြီးရွာရှိစစ်ကော်မရှင်လောက်ခံဌာနေပြည်သူ့ဆက်အဖွဲ့တခုဖြစ်တဲ့လင်းဦးပြည်သူ့ဆက်အဖွဲ့ရုံဝင်ရောက်တိုက်ခိုက်ခံရတာကြောင့်လေးဦးတေဆုံးခဲ့တယ်လို့ဒေသခံတွေကတန်လွင်တိုင်းကိုပြောပါရီမနေ့ဒီဇင်ဘာ9ရက်နေ့မနက်7:00နာရီချိန်လောက်မှာအာယူတောင်ကြီးရွာရှိလင်းဦးပြည်သူ့ဆက်အဖွဲ့ရုံနဲ့ ဂိတ်စကန်နေရာကိုရေးဘလူးဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့တိုက်ခိုက်မှုကြောင့်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု15မိနစ်နီးပါးကြာဖြစ်ပွားခဲ့ပြီးပြည်သူ့စစ်ကောင်ဆောင်လင်းဦးဟာပေါက်မှကြီထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ပြည်သူ့စစ်ဖွဲ့ကောင်ဆောင်လင်းဦးဟာရေးဘလူးဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်ဒုတိယကြိမ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ရေးမြို့နယ်ပြည်သူ့စစ်ရုံမှာတရားကူတာနေရပါတယ်။လင်းဦးပြည်သူ့စစ်ဖွဲ့ရဲ့ဝင်ရောက်တိုက်ခိုက်မှုရုပ်တံဖိုင်ကိုရေးဘလူးဖွဲ့ကောင်ဆောင်ကသူ့ရဲ့လူမှုပွင့်ရဲ့စာမျက်နှာမှာထုတ်ပြန်ထားပါတယ်။ လင်းဦးပြည်သူ့စစ်အဖွဲ့ကိုအာဏာသိမ်းကာလအတွင်းရေးဘလူဖွဲ့က၅ကြိမ်တက်မနေတိုက်ခိုက်မှုတွေလှုံ့ဆော်ထားတာဖြစ်ပါလေ။ ကရင်မျိုးသားစီယုံ KNU ညောင်လေးပင် KI မုံမြို့နယ်လေစစ်ကောင်ရှင်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်ရပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ KNU ဘူကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ3ရက်နေ့ကမုံမြို့နယ်ခြေဆိုင်အမှတ်83ခြေလျင်တိုင်ရနေညောင်မင်းသားကျွရတဲ့ကိုလက်နက်ကြီး၃လုံးပစ်ခတ်ခဲ့တာဖြစ်ပါတယ်။လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အသက်80ရွယ်ဦးတိုးကြီးနဲ့အသက်33နှစ်ရွယ်ဦးသူရင်ဆိုးတို့ထိမှန်သေဆုံးခဲ့ပြီးတော့ရပ်သား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာ28ရက်နေ့ကလည်းစစ်ကော်မရှင်လေးရက်ကဂျန်ရိုမော်တာနဲ့လာရောက်ပစ်ခတ်ရာတမောမရွာဟောင်းတဲ့လက်နက်ကြီးနှစ်လုံးကြောက်ပေါက်ခွဲခဲ့ပြီးတော့အသက်80ရွယ်ဖောက်တူထိမှန်တဲ့အရာရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါပြင်ပြီးခဲ့တဲ့နိုဝင်ဘာ29ရက်နေ့ကလည်းကြောက်ကြီးမြို့နယ်ကျုံကုန်းကြီးွာတဲ့စစ်ကော်မရှင်တပ်ရဲ့တနေကုန်လက်နက်ကြီးပစ်ခတ်မှုကြောင့်နေ44လုံးထိမှန်ပျက်စီးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာလည်းစစ်ကော်မရှင်တပ်ဟာနတ်တန်ကွင်းကြောက်ကြီးလမ်းပိုင်းပြက်လက်ထိန်းချုပ်နိုင်မှုလက်နက်ကြီးနဲ့ဒရုန်းတွေအများပြားပစ်ခတ်ပြီးတော့စစ်ကြောင်းထိုးနေတာကြောင့်ရပ်သားပြည်သူတွေစိုးရိမ်ကြောက်လန့်နေရ တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ပဋိပက္ခတိုက်ပွဲ ဖြစ်နေတဲ့နေရာဒေသတွေမှာပြုမှုရမယ့်အချက်များတင့်ရဲ့တတိခံကပ်ပြအရေးကြီးစာရွက်စာတမ်းများကို ကိုယ်နဲ့တပါတယ်အမြဲသိသိယူဆောင်ပါပတ်စံနဲ့အရေးကြီးတဲ့စာရွက်စာတမ်းများကိုမတူညီသောနေရာများမှာသိသိထားပါသွေးအမျိုးအစားနဲ့ဖြစ်နိုင်ခြေရှိသောကျန်းမာရေးပြဿနာ၊ဈေးမှတ်တမ်း၊ဈေးဝါတက်တဲ့ခြင်း နာတာရှည်ဖျားနာခြင်းစသဖြင့်ကိုတင့်အဝတ်အစားအိတ်ထဲမှာတင်စီထားပါကလေးများအတွက်သူတို့ရဲ့အမိနဲ့အတူသူတို့နေထိုင်မဲ့လူကြီးရဲ့အမိနဲ့ဖုန်းနံပါတ်ကိုတူရှိရင်တေချာပါစေ။ခရီးသွားခြင်းကိုချော်ချရန်လူစုလူဝေးများတဲ့နေရာတွေကိုရှောင်ရှားရန်အာယုံစူးဆိုင်မှုကိုဆွဲဆောင်နိုင်သောအယောင်ရှိဥပဒေများကိုပို့ဆင်ပါ။တင်ငေသားအမှတ်အသားများတရုတ်ပြခြင်းကိုရှောင်ကြဉ်ပါ။ မျိုးချေစိတ်တင်ရတာများတရုတ်ပြချင်းကိုရှောင်ခြင်းပါတဲ့အိမ်နဲ့အလုံအနည်းနာမှာရှိတဲ့ခိုးလုံးနိုင်တဲ့နေရာများကိုတည်အောင်ပြုလုပ်ပါလူအများအသုံးပြုသွားလာလေးရှိတဲ့လမ်းကြောင်းတွေကိုသာအသုံးပြုပါနိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဂျာဝင်ညှိနှိုင်းပေးခဲ့တဲ့အပြစ်ခတ်ရစရေးသဘောတူညီမှုကိုချိုးဖောက်တယ်လို့နှစ်နိုင်ငံအပြန်အလှန်ဆွဆွဲခဲ့ပြီးနောက်ကမ္ဘောဒီးယားနဲ့အငင်းပွားနေတဲ့နယ်စပ်တစ်လျှောက်မှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ထိုင်းစစ်တပ်ကဒီဇင်ဘာလ10ရက်မှာပြောပါရတယ်။ ကမ္ဘောဒီးယားကစတင်ပြစ်ခတ်ပြီးနောက်အရှေ့ဘက်ဆုံးဥပွန်ရချာတာနီပြည်နယ်ရှိဒေသနှစ်ခုမှာဖြစ်ပွားခဲ့တဲ့လော်လော်လတ်လတ်တိုက်ပွဲတွေအတွင် ထိုင်းစစ်သားတအူသေးဆုံးပြီးတခြားလေးဦးဒဏ်ရာရရှိခဲ့တယ်လို့ထိုင်းစစ်တပ်ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။အခုတော့ဒေတာတချို့မှရှိရဲ့စည်ရေးပြတ်မှတ်တွေကိုတိုက်ခိုက်ဖို့ထိုင်းဘက်ကလေရင်တွေစားပြီးအသုံးပြနေပါပြီလို့အဲ့ဒီကြေညာချက်မှရေးပါတယ်။ ထိုင်းစစ်တပ်ဘက်ကရဲအတော်ကြာရန်စားမှုတွေပြုလုပ်ခဲ့ပြီးနောက်နေရာနှစ်ခုရှိမိမိတို့တပ်ဖွဲ့တွေကိုထိုင်းစစ်တပ်ကအာရုံတက်ချိန်မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ကြေညာချက်မှာဖော်ပြထားပြီးကမ္ဘောဒီးယားစစ်သားတွေကလက်စားပြတ်မချေခဲ့ဘူးလို့ဆိုပါတယ်ထိုင်းပတ်ချံအရက်သားတွေနေထိုင်ရာဒေသတွေစီကိုကမ္ဘောဒီးယားစစ်တပ်က BN21 ဒုံကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးလူတွေထိခိုက်ဒေဆုံးမှုမရှိဘူးလို့ထိုင်းစစ်တပ်ကပြောပါတယ်။ နယ်စပ်အငင်းပွားမှုကြောင့်ဇူလိုင်လကနှစ်နိုင်ငံကြား၅ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးအော်တိုဘာလကကွာလာလမ်ပူမြို့မှာမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့ထရန့်ကိုတတ်တည်ထားပြီးနှစ်နိုင်ငံအပြစ်ခတ်ရစဲရေးသဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဇူလိုင်လကတိုက်ပွဲတွေဖြစ်ပွားချိန်မှာလူ48ဦးထက်မနည်းသေဆုံးခဲ့ပြီးလူ3သိန်းကျော်ယာယီစစ်ပေးရှောင်ခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေအတွင်းအိန္ဒိယချင်းနှစ်နိုင်ငံဟာဒုံးကျည်တွေလက်နက်တွေနဲ့အပြန်အလှန်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ်ပြီးခဲ့တဲ့လကမြေမြုပ်မိုင်းပောက်ကွဲပြီးထိုင်းစစ်သားတအူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက်ထိုင်းကကမ္ဘောဒီးယားနဲ့အပြစ်ခတ်ရစဲရေးသဘောတူညီမှုအကောင်အထည်ဖော်မှုကိုရပ်ဆိုင်းလိုက်ပြီလို့ပြောကြားခဲ့ပါတယ်လက်ရှိဝန်ကြီးချုပ်ဟွန်မန်နက်နဲ့ဖခင်ကမ္ဘောဒီးယားရဲ့ဩဇာကြီးမားတဲ့ကာလရှည်ခေါင်းဆောင်ဟွန်ဆန်ကထိုင်းစစ်တပ်ဟာလက်စားချေဖို့စ조사ရင်ရန်စားခဲ့တာဖြစ်တယ်လို့ပြောကြားပြီးကမ္ဘောဒီးယားတပ်ဖွဲ့တွေအနေနဲ့ထိမ့်ထိမ့်တင်းတင်းတုတ်ပြန်ကြဖို့တိုက်တွန်းထားပါတယ် တုတ်ပြံမှုအတွက်အနည်းအောင်စီးတစ်ခုသတ်မှတ်ထားပါတယ်အရာရှိတွေနဲ့စစ်သားတွေကိုတင်းတော်သလိုပညာပေးဖို့ယာဒုအစ်စ်အားလုံးကတတ်မှုတွေကိုကျွန်တော်တိုက်တွန်းပါတယ်လို့ဟွန်ဆန်ကသူ့ရဲ့ Facebook စာမျက်နှာမှာရေးပါတယ်ဒေတာ၄ခုရှိအရတား38500ကိုဘေကင်းရသို့ပြောင်းရွှေ့ထားပြီးလူပေါင်း3500ကျော်ဟာယာယီခိုးလုံရနေရာတွေစီရောက်ရှိနေကြပြီ ဖြစ်တယ်လို့ထိုင်းစစ်တပ်ကပြောပါတယ်။ ပြင်သစ်ကကမ္ဘောဒီးယားကိုကိုလိုနီအဖြစ်အုပ်ချုပ်ခဲ့တဲ့အချိန်မှာပထမဆုံးရေးဆွဲခဲ့တဲ့မြေပုံအရ908မိုင်ရှိတဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံနယ်စပ်မှာအထုပ်ချအာဏာပိုင်ဆိုင်မှုအငင်းပွားနေကြတာဟာရာစုနှစ်တစ်ခုလောက်ကြာပြီဖြစ်ပါတယ်။ တအုံနှွေးနှွေးဖြစ်နေတဲ့တင်းမာမှုတွေကြောင့်ရန်ဖန်ရန်ခါဆိုသလိုပြိပခဖြစ်ပွားခဲ့ပြီးသူပိုင်ငါပိုင်ပြောဆိုမှုတွေနဲ့ပတ်သက်လို့ငိန်ချမ်းစွာဖြည့်ရှင်ရေးကြိုးပမ်းမှုတွေရှိပေမဲ့2021ခုနှစ်ကလည်းတရင်တစ်ပတ်ကြာလက်နဲ့ကြီးတွေနဲ့အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်အချင်းပြတ်ခြားစားမှုနဲ့နှင်းများစွာကြာရင်ဆိုင်နေရတဲ့အမှုအတွင်းတမရကပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးမယ်ဆိုရင်လေမိမိအနေနဲ့နိုင်ငံရေးကနှုတ်ထွက်သွားမှာမဟုတ်ဘူးလို့အစ္စရေးဝန်ကြီးချုပ်ဘက်ဂျမန်နေတန်ယာဟုကဒီဇင်ဘာ9ရက်မှာပြောလိုက်ပါတယ် ြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရင်နိုင်ငံရေးလောကကနေအနားယူသွားမှာလားလို့သတင်းတောက်တယောက်ကမေးမြန်းချိန်မှာဝန်ကြီးချုပ်နေတန်ယာဟုကအနားမြူဘူးလို့ဖြေကြားခဲ့တာပါနေတန်ယာဟုအနေနဲ့တရားရုံးကိုမကြာခဏတွားရောက်နေရတာကြောင့်သူ့ရဲ့အုပ်ချုပ်ရေးစွမ်းရည်ကိုထိခိုက်စေလို့ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးတာကနိုင်ငံအတွက်ကောင်းလိမ့်မယ်လို့သူ့ရဲ့ရှေ့နေတွေကစောဒကတက်ပြီးသူကိုယ်တိုင်ကပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးရေးပြီးခဲ့တဲ့လကအစ္စရေးသမ္မတအီဆက်ဟာဇော့ချီတောင်းဆိုခဲ့ပါတယ်အစ္စရေးမှာတရားဥပဒေဆိုင်ရာလုံထုံးလုံကြီးတွေအားလုံးပြီးဆုံးပြီးဆွဆွဲခံရသူ ြစ်မှုထင်ရှားပြီးမှပဲအဲပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးလို့ရှိပါတယ်အမှုရင်ဆိုင်နေရသူတရားရောက်ကိုပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးတဲ့ဖြစ်ရမျိုးယင်းခါကတခါမှမရှိခဲ့ဘူးပါဘူးအဲလက်ပေးလိုက်ယူမှုလိန်လယ်မှုယုံကြည်မှုအလွဲသုံးစားလုပ်မှုအဲဆွဆွချက်တွေအားလုံးကိုဒေတင်ညာဦးကပေးချပြီးတော့ဥပဒေဆိုင်ရာလုံးဒေါ်လုံးကြီးတွေအားလုံးပြီးဆုံးလို့ရှိရင်လည်း ဝင်ကြီးချုပ်အနေနဲ့တရားတည်လွတ်မြောက်မယ်လို့ယုံကြည်ထားကြောင်းသူ့ရဲ့ရှင်းလင်းတွေကပြောဆိုထားပါတယ်။နေတရာဟုကိုယ်တိုင်သူ့ကိုပြစ်ဒဏ်ကျင့်လုပ်ခဲ့ပေးဖို့မတောင်းဆိုခင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသမ္မတဟော့ဆော့စီကိုစာရေးပြီးတော့သူ့ကိုပြစ်ဒဏ်ကျင့်လုပ်ခဲ့ပြေးဖို့တိုက်တွန်းထားပါတယ်။နေတရာဟုအနေနဲ့နိုင်ငံရေးလောကကနေနားယူပြီးတော့သူ့မှာအပြစ်ရှိကြောင်းဝန်ခံတဲ့အခြေအနေပေါ်မူတည်ပြီးတော့မှပြစ်ဒဏ်ကျင့်လုပ်ခဲ့ပေးတင်တယ်လို့အစ္စရေးအတိုက်ခံနိုင်ငံရေးသမားတချို့ကစောရကတက်ထားပါတယ်။ ဂျေရုဆလင်မှာဂျာမနီအဓိပတိဖရက်ဒရစ်မာစ်နဲ့ပူးရဲပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာဝန်ကြီးချုပ်နေတန်ယာဟုကမိမိအနေနဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိဖို့အပေးယူနေတဲ့နိုင်ငံကြီးကနေနှုတ်ထွက်သွားမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။တပ္ပရစီကပြစ်ဒဏ်ကင်းလွတ်ခွင့်တောင်းဆိုခဲ့ပြီးတော့နေတန်ယာဟုအနေနဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရဲ့အပေးယူဖြစ်နိုင်ငံရေးကိုကြောခိုင်းတော့မယ်ဆိုတဲ့ပြောဆိုမှုတွေအစ္စရေးမှာပြန့်နှံ့နေပါတယ်။ မိမိရဲ့နိုင်ငံသမားဘဝအနာဂတ်ကိုမဲပေးသူတွေကစိုးရိမ်နေပြီးတော့သူတို့ကပဲဆုံးဖြတ်ကြလိမ့်မယ်လို့နေတန်ယာဟုကဖြည့်ဆွတ်ပြောပါတယ်။တခြားနိုင်ငံသမားတွေကတော့နေတန်ယာဟုအနေနဲ့2026အောက်တိုဘာမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲကိုအရင်ဦးဆုံးကျင်းပပေးတင်တယ်လို့ပြောဆိုထားပါတယ်။ဟားမက်ဆပ်ပွဲနဲ့ဖြစ်ပေါ်တဲ့ဂါဇာဆက်ပွဲနဲ့ပတ်သက်လို့လည်းနေတန်ယာဟုကစစ်ရာဇဝတ်မှုဆွဲချက်တွေအပြင်ပြည်တွင်းမှာရောပြည်ပမှာပါပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။ ဟာမတ်စဖွဲ့နဲ့အပြစ်ခတ်ရဲ့စစ်ရေးသဘောတူညီမှုမရခင်ကဒဇာခံတွေလွတ်မြောက်ရေးနဲ့ပတ်သက်လို့နေတန်ယာဟုရာထူးကနေနှုတ်ထွက်ပေးဖို့စာနာပြတောင်းဆိုမှုတွေလည်းရှိခဲ့ပါသည်ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1981ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1981ရဲ့အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ8522ဦးထိရှိလာပြီးဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံရသူ3089ဦးရှိလာပြီးဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8404ဦးရှိလာပြီးဖြစ်ပါတယ်။ ်။မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးထိရှိကဖမ်းဆီးခံရသူ800ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။တောင်လင်းထားမြေနေ့လည်ခင်နောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြီးစုခံစားခဲ့ရတာပါ။ တာလင်ထားမြဲသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်ထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။